သူမကသူ့ရဲ့ပျော်ရွှင်မှုကို အနောက်ရှက်ပေးမလားဆိုတာအတီးပြုတ်ဖို့ဖုန်းခေါ်တာမှအန်နာသိတယ်။ဒါကြောင့်သူမကတငယ်ချင်းနဲ့တွေ့နေတာဖြစ်ပြီးဒီညအိမ်ပြန်မလာနိုင်ဘူးလို့ပြောခဲ့တယ်။ထင်ထားတဲ့အတိုင်းပဲဒါကမတ်ကိုပို့ပြီးရဲရင်စေခဲ့ပြီးသူကဂျက်စီကာနဲ့အိမ်မှာပုံပွင့်လင်းလင်းပရောဘာကြီးလုပ်ခဲ့တယ်။ဒါပေမဲ့အန်နာအားလုံးကိုမြင်နေရတယ်ဆိုတာသူမသိခဲ့ဘူး။သူတို့ပြီးသွားပြီးနောက်မတ်ကအန်နာရဲ့အပြုအမူတွေမကြသေးခင်ကထူးဆန်းနေတယ်လို့ခံစားရတယ် သူက သူမကိုလစ်လျူရှုထားတာများသွားလို့ပါလို့တွေးခဲ့တယ်။ဒါကြောင့်သူကသူမကိုဂျင်းနဲ့အောင်ပြန်လုပေးဖို့ဆုံးဖြတ်လိုက်တယ်။ဂျက်စီကာကမက်ဆေ့ချ်ရှုပ်နေတာသတိထားမိပြီးသူအန်နာအကြောင်းထပ်တွေးနေမှသိလိုက်ရတယ်။ဒါကြောင့်သူကဘယ်တော့ကွာရှင်ပြီးသူမကိုလက်ထပ်မလဲလို့မေးခဲ့တယ်။ဒါပေမဲ့မက်စ်ကဘယ်တော့မှကွာရှင်မှာမဟုတ်ဘူးလို့ပြောခဲ့တယ်။မတွေးသင့်တဲ့အရာတွေကို မတွေးဖို့သူမကိုပြောခဲ့တယ်။ ဒါကဂျက်စီကာရဲ့မနာလိုမှုကိုချက်ချင်းပောက်ကွဲစေခဲ့ပြီးသူမကအန်နာကိုလုံးဝဖျက်ဆီးပစ်ချင်ခဲ့တယ်။နောက်တနေ့မနက်မှာမတ်က အောက်ထပ်မှာအန်နာကိုစောင့်ပြီးဧကံပွဲဖိတ်စာပေးခဲ့တယ်။သူကမူလကသူမကို အတူတက်ဖို့ဖိတ်ချင်ခဲ့တယ်။ဒါပေမဲ့ဂျက်စီကာကရုတ်တရက်ပြေးလာပြီးသူ့နဲ့တူလိုက်သွားဖို့အတင်းအကျပ်တောင်းဆိုခဲ့တယ်။သူမရဲ့ညှဉ်းပန်းတွေကြောင့်စိတ်တူသွားတဲ့မတ်ကသူမကိုခေါ်သွားဖို့မတက်တာပဲသဘောတူခဲ့တယ်။ဂျက်စီကာရဲ့ရန်စောင့်မှုကိုရင်ဆိုင်ရပေမဲ့အန်နာကဘာမှမခံစားရဘူး။ ဘာလို့လဲဆိုတော့သူမကဒန်နီယယ်ရဲ့လက်တွဲဖော်အဖြစ်ဧည့်ခံဘွဲကိုတက်ရောက်มาဖြစ်လို့ပါမကြာခင်ညနေရောက်လာခဲ့တယ်မတ်စ်နဲ့ဂျက်စီကာတို့ဧည့်သည်တွေကိုနှုတ်ဆက်နေပေမဲ့သူအယမ်းစိုးရိမ်နေခဲ့တယ်အန်နာရောက်လာမလားကိုအမြဲကြည့်နေခဲ့တယ်ပြီးတော့နောက်တစ်စက္ကန့်မှာပဲအန်နာကအနီရောင်ဝတ်စုံနဲ့တကားဝါမှာပေါ်လာခဲ့တယ်သူမစီကိုချက်ချင်းပဲသူ့အကြည့်ရောက်သွားခဲ့တယ်အန်နာကတကယ်ဘလောက်လာတယ်ဆိုတာသူပထမဆုံးအချိန်သဘောပေါက်သွားခဲ့ပါတော့တယ်